60ရာခိုင်နှုန်းသောရင်နာအကျိတ်များဟာတာမန်အကျိတ်တွေပဲဖြစ်ပါတယ်။ကင်ဆာအကျိတ်လုံးဝမဟုတ်ပါဘူး။ဒါပေမဲ့အကျိတ်လို့သိရှိရနဲ့ဒီတိုင်းထားလို့မရပဲနဲ့ဆက်လက်ပြီးရောစစ်ဆေးတာကိုပြုလုပ်ရမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ။ SMN ရဲ့တကိုင်းစာကျမရဲ့အသည့်ပေးအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ကျမကဒေါက်တာဖြူတန်းစင်ပါ။မြန်မာအမျိုးသမီးတွေမှာအဖြစ်များတဲ့ကင်ဆာရောဂါတစ်ခုရှိပါတယ်။အဲဒါကတော့ရင်သားကင်ဆာရောဂါပါ။ရင်သားကင်ဆာဘာကြောင့်ဖြစ်ရတာပါလဲ ဘသူတွေကရှင်သားကင်ဆာဖြစ်နိုင်ခြေရှိတာပါလဲအသက်50ကျော်အမျိုးသမီးတွေနောက်ကင်ဆာမျိုးရိုးရှိတဲ့သူတွေအရင်ကရှင်သားမှာကင်ဆာမဟုတ်ဘဲနဲ့အလုံးအကျိဖြစ်ဖူးတဲ့သူတွေနောက်ကိုယ့်ရဲ့ဒီအမေအမစားတဲ့မောင်နှမတွေတဲမှာတောက်ဝဲကင်ဆာဒါမှမဟုတ်လို့ရှင်ရင်ရှင်သားကင်ဆာဖြစ်ဖူးတဲ့သူတွေရှိရဆိုလို့ရှင်ရင်အဲ့လိုလူမျိုးတွေမှာရှင်သားကင်ဆာပေါ့နော်ဖြစ်နိုင်ကြီး chance များပါတယ်ရှင် ရင်သားကန်ဆာမှာ ရှေ့ပြေလက္ခဏာတွေရှိပါတယ်အဲ့ဒါတွေကတော့ရင်သားနာကျင်တာပြီးတော့ပူရာ၊နီရာ၊ရောင်နာ၊ရင်သားမှာအနာဖြစ်တာပြီးွားလို့ရှိရင်ဒီရင်သားရဲ့အရွယ်အစားပြောင်းလဲလာတာတွေပဲဖြစ်ပါတယ်။ရင်သားထိတ်အရေပြားခြိုက်ဝင်သွားတာ၊ရှားတာ၊လန်ထွက်တာ၊အရေကုန်တွေထူလာတာ၊ရင်သားထိတ်မှာသွေးရည်ကြီးထွက်တာ၊ပြည်ရည်ထွက်တာတွေကလည်းသူ့ရဲ့ရှေ့ပြေလက္ခဏာတွေပဲဖြစ်ပါတယ်။ ဲ့ဒါတွေအပြင်ဂျိုင်းကျိတ်တွေကြီးလာတာရောင်ရမ်းလာတာတွေကလည်းရင်သားကင်ဆာရဲ့ရှေ့ပြေးလက္ခဏာတွေပဲဖြစ်ပါတယ်ရှင်ရင်သားကိုကိုဟကိုစမ်းသပ်နိုင်ပါတယ်ပုံမှန်စမ်းသပ်ပေးဖို့လည်းလိုအပ်ပါတယ်ရှင်ရေချိုးတဲ့အချိန်၊မှန်ကြီးတဲ့အချိန်၊ညဘက်အိပ်ရာဝင်တဲ့အချိန်တွေမှာကိုဟကိုစမ်းသပ်လို့ရပါတယ်။အကယ်၍တန်တရားတစ်ခုခုရှိရင်နှီးစက်ရ၊ကျန်းမာရေးဝန်ထမ်းများနဲ့တိုင်ပင်နိုင်ပါတယ်။ 90%တော့ရင်နာအကျိတ်များဟာတာမန်အကျိတ်တွေပဲဖြစ်ပါတယ်။ကန်ဆာအကျိတ်မဟုတ်ပါဘူး။ဒါပေမဲ့အကျိတ်လို့သိရှိရတဲ့ဒီတိုင်းထားလို့မရပဲဆက်လက်ပြီးရောစစ်ဆေးသွားရမှာပဲဖြစ်ပါတယ်။ရင်နာလုံးကျိတ်အတွက် SMM မှာဗားရီစစ်ဆေးနိုင်လဲဆိုလို့ရှိရင်ပုံရိပ်ဖို့ဤပညာတစ်ခုဖြစ်တဲ့ Iron Breast Exam နဲ့စစ်ဆေးနိုင်ပါတယ်။ပြီးတော့ရင်နာ Ultrasound ကိုလည်းရိုက်နိုင်ပြီး ကန်ဆာလို့တန်တရားရှိလို့ရှိရင်တော့ရင်သားကန်ဆာညွှန်ကိန်းဖြစ်တဲ့ကျူမာမာက CA153 ကိုလည်းဆက်လက်ပြီးတော့စစ်ဆေးနိုင်ပါတယ်။ဒါအပြင်ကန်ဆာနဲ့ပတ်သက်တဲ့ ER ဟာတူးညူကိုလည်း SMM မှာစစ်ဆေးနိုင်ပါတယ်။သိကျင်တာရှိလို့ရှိရင်ကောက်မက်မှာမေးမြန်းနိုင်ပါတယ်ရှင်။